မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့စကိုင်းကလင်ကြီးမှာထောင်ဆန်းစုကြည်ရဲ့ပင်လက်ထရာရခဲ့တယ်လို့သတင်းထွက်ပေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလ28ရက်မှာလှုပ်ခတ်ခဲ့တဲ့စကိုင်းကလင်စီအတွင်းနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်ရဲ့ပင်လက်ထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ရှုံကြည်ကြောင်းသိရပါဗျ။ စစ်ကောင်စီကအာဏာသိမ်းပြီးရနောက်မတရားဖန်ဆင်းအကျဉ်းချခံထားသူနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကြရောက်မဲ့ဇွန်လ19ရက်နေ့မှာအရက်ဖတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zoo Foundation ရဲ့ကြေညာချက်မှာအဲ့ဒီကြောင့်ကိုထည့်သွင်းဖော်ပြထားခဲ့တာပါ စုဖောင်ဒေးရှင်းရဲ့ကြီးညာချက်ကိုဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အရသာအစိုးရလက်ထက်မှာစီးပွားရေးကြံပေးရာရှိဖြစ်တာဝန်ယူခဲ့သူအော်စတြေးလျနိုင်ငံသားရှောင်းတာနဲ့ကလည်းလူမှုကွန်ရက်ပေါ်မှာပြန်လည်မျှဝေထားပါတယ်။ကြီးညာချက်ထဲမှာတော့ဇွန်လ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းနိုင်ဒေသကြီးကိုပဟုံပြုလုခတ်ခဲ့တဲ့မက်ဂနီကျူ9.9အစဉ်ကလင်ကြီးအတွင်ဒေါအောင်ဆန်းစုကြည်ချုံနောက်ခံထားတဲ့အကျဉ်းထောင်မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့သလိုဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဘယ်လက်မှတန်ရာရခဲ့တယ်လို့သတင်းအရင်းမြစ်တွေကတူညီတဲ့ထွက်ဆိုမှုတွေကိုကိုကဖော်ပြခဲ့တာပါဒေါအောင်ဆန်းစုကြည်ကအချင်းချခံထားတဲ့အခြေအနေမှာမိသားစုဝင်နေရှိနေနေနဲ့တွေးဆောင်ခွင့်မရခဲ့ပါဘူးစူဖောင်ဒေးရှင်းရဲ့ဂျင်တော်နဲ့အမှုဆောင်ချုပ်ဒေါက်တာမိုက်ကယ်မာရက်ခရော့ပီတို့ကဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံမှုအတွက်အထူးစိုးရိမ်ကြောင်းမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့အမျိုးသားရင်ကြားစေရေးကိုအလေးပေးတဲ့အနေနဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားတွေအားလုံးကိုပြန်လွတ်ပေးဖို့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာစူဖောင်ဒေးရှင်းကတောင်းဆို ိုင်ကြောင်းကြေညာချက်မှာထည့်သွင်းပြောကြားထားပါတယ်။ဒေါအောင်ဆန်းစုကြည်အတွက်ဥပဒေအကျိုးဆောင်တွေဖြစ်ကုညီဆောင်ရွက်ပေးခဲ့တဲ့ Francois C. Marie နဲ့ Catalina Della ဆိုတို့ကတော့ကဘာကြီးကတုံနီဘာဝေဆက်လုံနေတော့အကျဉ်းထောင်ထဲမှာတင်းဒေါအောင်ဆန်းစုကြည်အသက်ဆုံးရှုံးသွားမှာကိုအလေးအနက်စိုးရင်ရမယ်အကြောင်းတရားတွေရှိနေကြောင်းဒေါအောင်ဆန်းစုကြည်ရဲ့အသက်အရွယ်ရဲ့2021ကစပြီးပွင့်လင်းဘာမှ တီခွင့်မရတဲ့အခြေအနေမျိုးနဲ့ထိမ့်သိမ်းချုံနောက်ခံထားရတာတွေကြောင့်ဒေါအောင်ဆန်းစုကြည်ဒဏ်ရာရထားတဲ့ကိစ္စပေါ်အများကြီးပူပန်မိကြောင်းသဘောတရားထုတ်ပြန်ထားပါတယ်စကောင်စီကဒေါအောင်ဆန်းစုကြည်ကိုအမှုပေါင်း16ခုနဲ့ဆွဲချက်တင်ပြီးထောင်ဒဏ်33နှစ်ထိချမှတ်ထားတယ်လို့သိရပါတယ်နောက်ထပ်ကြောက်ပြူတိုက်ပွဲမှာစစ်တပ်အသားရနေကြောင်းစစ်ကောင်စီလော်ဘီများဝါရဖြန့်နေကြောင်းတင်ဆက်ပေးပါမယ်အရခတ်တက်တော်အေးထိုးစစ်စင်နေတဲ့ကြောက်ပြူတိုက်ပွဲမှာစစ်တပ်ကစင်ရေးအသားရနေကြောင်းကိုစစ်ကောင်စီလော်ဘီတွေကနှိညာမပြတ်ဝါရဖြန့်မှုတွေလှုံ့ဆော်နေပါတယ်ကြောက်ပြူတိုက်ပွဲ ယ်အတွင်းစစ်တပ်ရဲ့ဒရုန်းတိုက်ခိုက်မှုတွေမှာထိရောက်ကြောင်းကိုစစ်ကောင်စီထောက်ခံသူတွေနဲ့စစ်တပ်အတိုင်းဝိုင်းကဆိုရှယ်မီဒီယာမှာတဆင့်ဝါဒဖြန့်နေကြပါတယ်။စစ်ကောင်စီဝါဒဖြန့်တိုက်ပွဲသတင်းစုံ Telegram Channel မှာအေတပ်ဖွဲ့ဝင်တွေကိုဒရုန်းနဲ့တိုက်ခိုက်တဲ့ရုပ်သံဖိုင်အခုလအတွင်း၄ချိန်တမနဲ့ဖော်ပြခဲ့ကြပါတယ်။စစ်တပ် Lobby Channel တွေကကိုသက် ကျော်စွာမင်းချစ်ဦးစတဲ့ channel တို့မှာလည်းရန်သူအလောင်းနဲ့လက်နက်အများဆုံးရရှိလာကတော့ရခိုင်ဒေသဖြစ်ပြီးလက်ရှိကြောက်ဖြူမြို့နယ်အနီးဝန်းကျင်ရွာတွေကိုစစ်ကြောင်းထိုးပြီးနေမြေရှင်းလင်းနေပြီး drone လက်နက်ကြီးပစ်ကိုစစ်ကြောင်းထိုးချေမုန်းတာတွေကြောင့် AA တွေတဖြည်းဖြည်းဆုတ်ခွာနေရတယ်လို့ဇွန်လ17ရက်မှာရေးသားဖော်ပြထားပါတယ်။ကြောက်ဖြူတပ်ပွဲမြေပြင်အခြေအနေမှာ AA ကစစ်ကောင်စီရဲ့ခမာရ942နဲ့ခမာရ943တိုင်ရင်တို့ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပါတယ်။ကြောက်ဖြူအခြေဆိုင်အမှတ်32ရဲတိုင်ရင်ကို လည်းအေကထိုးစစ်စင်နေတဲ့အပြင်တညောင်ရီရေတက်ဌာနချုပ်အနီးကိုလည်းထိုးစစ်တဖြည်းဖြည်းနီးကပ်လာနေပါတယ်တကယ်တမ်းတော့ကြောက်ပြူတိုက်ပွဲဟာအေအတွက်အားသာချက်တွေများကြီးရှိတယ်နောက်ကျောလုံးနဲ့နေရာဆောင်ကိုဝိုင်းထားပြီးသားဖြစ်တဲ့32ရဲတပ်ရင်အပြင်940 943တရင်တွေနာကိုတရွေ့ရွေ့တိုးနေတာမြေပြင်မှာအေကအသာစီးရနေတာကိုမြင်ရတယ်လို့ကြောက်ပြူဒေတာကမြေပြင်အခြေအနေတည်သူမျိုးသားတောင်ကပြောပါရယ်အရခတ်တိုက်တော်ရဲ့ စနိုက်ပါပစ်ခတ်မှုတွေကြောင့်စစ်ကောင်စီတပ်မှပုံမှုချုပ်အဆင့်ရှိသူ၂ဦးနဲ့တပ်ဖွဲ့ဝင်တချို့ကြာဆုံးမှုတွေရှိခဲ့ပြီးမေလ30ရက်ကဖြစ်ပွားခဲ့တဲ့မင်းတပ်တောင်ကျေးရွာနီးတိုက်ပွဲမှာစစ်ကောင်စီတိုင်းစစ်ဦးစီးမှုပထမရန်ဒုတိယပုံမှုကြီးကျော်လင်းကြိုင်နဲ့စစ်တုံးပန်းတွေကိုအင်ကဖမ်းဆီးရမိခဲ့ပါတယ်။စစ်ကောင်စီတပ်ကတမ17နဲ့တမ99အပြင်မြန်မာနိုင်ငံအနှံ့မှာတပ်ပေါင်းစုံလုံးကိုအကြောင်းပြုစစ်မြေပြင်မှာချထားပါတယ်။စစ်ကောင်စီလော်ဘီကဝါရဖြန့်နေခြင်းကအဆိုပါတသားရီနဲ့အဆက်အသွယ်မရတဲ့မိသားစုဝင်တွေကိုနှစ်သိမ့်ပေးရုံသာဖြစ်ကြောင်းစီရီယံပုံကြီးစင်ရောကပြောပါတယ်။ တယ်။လာရှုံးမျိုးကြီးကြသွားတာတော့စစ်လော်ဘီတွေကဖင်ပိတ်ငင်းတဲ့အမျိုးသူတို့လော်ဘီတွေကသူတို့ကိုပြန်ဆင်းလာကြုံဘူးတယ်။ဒီဘက်ကမှမဟုတ်ဘူးကျွန်တော်တို့ခေတုံးကလည်းကျွန်တော်တို့တော့မတိုက်ရသေးဘူးစစ်လော်ဘီရဲ့မူကရနေပြီဆိုတော့ကျွန်တော်တို့တော့မှဆဲခဲ့တဲ့ဘူးတဲ့အနေထားရှိရလို့ဆိုပါတယ်။ အာနာသိမ်းပြီးနောက်မှာနိုင်ငံပိုင်သတင်းစာများစစ်ကောင်စီထောက်ခံအားပေးတဲ့သတင်းဌာနတွေမှာတဆင်ဝါရဖြတ်မှုတွေကိုစစ်ကောင်စီကပြုလုပ်ခဲ့တဲ့ဒါအပြင်အစုအဖွဲ့နဲ့တိုင်းဦးတယောက်ချင်းတို့ကလည်းလူမှုကွန်ရက်တွေကတဆင်စစ်ကောင်စီရဲ့ဝါရဖြတ်မှုတွေကိုပုံမုံလုံးဆောင်လာကြကြောင်းစောင့်ကြည့်လေ့လာသူတွေကပြောပါရယ်လူကွန်ရင်ချိုးဖောက်မှုကိုဖုံးကွယ်ဖို့စီရေးတိခါတွေရယူလိုခြင်းအပြင်နိုင်ငံတကာမှာအရေးယူမှုတွေကိုကာကွယ်ဖို့အတွက်စစ်ကောင်စီကအဲ့ဒီလိုဝါရဖြတ်နေခြင်းလို့မြန်မာ Internet Project MIP မှာမီဒီယာတာဝန်ခံဦးဟန်ကတောင်းတပါရယ်ရည်ရွယ်ချက်ကအများပြည်သူစင် ကျနိုင်စွမ်းနဲ့သိနိုင်စွမ်းတွေကိုဝေဝါးတော့အောင်လုပ်ဖို့ရန်သူလိုသတ်မှတ်ထားတဲ့တော်လိုင်းအင်အားစုတွေကိုဝေဝါးတော့အောင်လုပ်ဖို့အတွက်ဖြစ်တဲ့တော်လိုင်းအင်အားစုနဲ့ပြည်သူတွေကြားထဲမှာသွေးကွဲအောင်လုပ်ဖို့အတွက်ဖြစ်တဲ့ဒါကြောင့်သတိထားဖို့လိုပါတယ်လို့၎င်းကပြောပါတယ် စစ်ကောင်စီမာကန်လော်ဘီများကစစ်ကောင်စီရှင်တန်ရေးအတွက်ဝါရဖြတ်နယ်လုံရက်တွေလုပ်နေကြတော့လဲအခြားတစ်ဖက်မှာစစ်ကောင်စီတန်းဖန်ဆင်းခံရမှုတွေလည်းရှိနေပါတယ်။ဇွန်လ၂ရက်ကပြည်ဦးလူမာနေထိုင်တဲ့စစ်လော်ဘီစော်ဘုံကိုစစ်ကောင်စီကဖန်ဆီးချုံနောင်ခဲ့ပါတယ်။လက်ရှိကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီတန်းနဲ့အာရခတပ်တော်တို့တိုက်ပွဲများပြင်းထန်နေပြီးအေအေရဲ့ထိုးစစ်တွေကတရင်ဌာနချုပ်တွေနဲ့မြို့အနီးကိုတရွေ့ရွေ့ချင်းကပ်လာနေကြောင်းမြေပြင်ခြေနေကိုသိရှိသူမျိုးသားတအုပ်ကပြောပါတယ်။ဆက်လက်ပြီးတိုက်ပွဲပြင်းထန်နေတဲ့ပလင်းနယ်မှာလီကျောင်းမှာအပြင်းအထန်ဗုံးကျဲနေတဲ့ ောင်တင်ဆက်ပေးပါမယ်။စစ်လင်းရင်တစည်းဆုံးရှုံးခဲ့တဲ့စကိုင်းတိုင်းပလဲမြို့နယ်အတွင်းစစ်ကောင်စီကလေကြောင်းမှအပြင်းထန်ပုံကျဲတိုက်ခိုက်နေပြီးတိုက်ပွဲများဆက်လက်ပြင်းထန်နေရလို့ဒေသခံတွေကပြောကြားပါရယ်။အခုလာဇန်ပိုင်းကစတင်ပြီးပလဲနယ်အတွင်းတိုက်ပွဲများတကြော့ပြန်ပြင်းထန်လာပြီးရဲ့နောက်ပြည်သူလူမျိုးရေးတပ်မတော် PLA နဲ့ဒေသအခြေဆိုင်ကာကွယ်ဖွဲ့တွေကပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါရယ်။စွန်လ10ရက်နေ့ကစကိုင်းတိုင်းပလဲမြို့နယ်စပစီချင်းရွာအတွင်းစစ်လင်းရင်ပြတ်ကျပောက်ခွဲခဲ့ပြီးလူချောက်ထပ်မင်းတိဆောင်ပြီးဒေသခံများပါဝင်ပါရယ်။လင်းရင်ပြတ်ကျပြီးရဲ့နောက်ပိုင်းစ စစ်ကောင်စီတပ်ကပလဲနယ်ကိုပြစ်မှတ်ထားကနေ့စဉ်နှီးပါစစ်လင်ရင်နေနဲ့ပုံကျင်းနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ဇွန်လ18ရက်နေ့မနက်7:30မိနစ်30ဝင်းကျင်ခန့်မှာပလဲမျိုးအနောက်ဘက်ဆက်တမိုင်ကွာရှိကန်တောင်းရွာရှိစခန်းနဲ့ MT ပြူစောတိရွာနီးဝင်းကျင်မှာတိုက်ခိုက်ရေးလင်ရင်ကပုံကျဲပြီးရင်နောက်မိနစ်ပိုင်းအကြာဝိုင်းတွဲထောက်ပို့လင်ရင်နဲ့ပုံဆက်ချီကျဲခဲ့တယ်လို့တင်းရှောင်ခန့်နေရတဲ့ပလဲဒေသခံတွေကဆိုပါတယ်။ ဒီနေ့ခုလဲကန်တောင်းနဲ့အင်မတီကြားကို Jet Fighter နဲ့ဝိုင်းတွင်းနဲ့ကျင်းနေပါတယ်ကျွန်တော်တို့လည်းဘေးကင်းရာကိုရှာနေတယ်လို့မြင်းတိုင်ပင်ရွာသားစစ်ဆောင်တအုပ်ကပြောပါတယ်တိုက်ပွဲများပြင်းထန်နေတဲ့ပလဲမြို့နယ်မှာဖုန်းလိုင်းအင်တာနက်လိုင်းများဖြတ်တောက်နေပြီးတိုက်ပွဲဖြစ်ပွားရာကန်တောင်းရဲစခန်းနဲ့ဇီးပြူကုန်းနဲ့အင်မတီပြူရွာအနီးရှိရွာပေါင်း20ကျော်မှလူတထောင်ခန့်စစ်ဆောင်နေရပါတယ်တင်းဆောင်နေရတာရှက်သက်တစ်ပတ်နှစ်ပတ်ခန့်ရှိလာပြီဖြစ်တာကြောင့်စစ်ဆောင်များစားရေးတောင်ရေးခက်ခဲနေတယ်လို့သိရပါတယ်စစ်ဆောင်တွေအချိန်ကြီးကလည်းရက်ရှည်လာလို့စားဖို့ကခက်ခဲလာပြီလို့အဆိုပါမျိုး မျိုးသားကပြောပါရယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အခုရက်ပိုင်းတွင်မင်းတိုင်မင်းကြံ့ရင်းနဲ့စပစီကြီးရွာရတား၅ဦးတိဆုံးပြီး၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါရယ်ဒါအပြင်စစ်ကောင်စီလေရင်ပြတ်ကျခဲ့တဲ့စပစီကြီးရွာဖုန်ကြီးကျောင်းရှိနေအိမ်နဲ့ခြံဝန်းအတွင်မီးလောင်ကျွမ်းထားတဲ့ရှုံလောင်လေးလောင်ခန့်ကိုတွေ့ရှိခဲ့တယ်လို့ဒေသရင်းလှုပ်ရှားတော်လှန်ရေးဖွဲ့တွေကဆိုပါရယ် PNL ကကန်တောင်းရွာစကန်းသိန်းတိုက်ပွဲမှာလေကြောင်းပစ်ကူလာတဲ့လေရင်ကို၎င်းတို့ပစ်ချလိုက်ပြီးဖြစ်တယ်လို့အဲ့ဒီနေ့မှာပဲထုတ်ပြန်ပါတယ်။တော်လိုင်းတက်တွေရဲ့တိုက်ခိုက်ခံနေရတဲ့ကန်တောင်းရွာရဲ့အရှိတ်3မိုင်ကျော်အကွာရှိ MT ရွာကိုလေကြောင်းမှတဆင်စစ်ကူအင်အားများပို့ပေးခဲ့တော့လေတော်လိုင်းအင်အားစုတွေကဖြတ်တောက်ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ပလဲမြို့နယ်မှာစစ်ကောင်စီအခြေဆိုင်စကန်းလေးခုရှိတဲ့နက်မြို့ပေါ်ရှိရဲစကန်းတစ်ခုကလွဲပြီးကျန်တဲ့နေရာတွေမှာတိုက်ပွဲများပြင်းထန်နေပါတယ်။တိုက်ပွဲချိန်နေတဲ့ပတ်သက်ပြီး PNL ပြောရေးဆိုခွင့်ရှိသူကိုဆက်သွယ်ထားပြီးမြေဖြေးချခြင်းမရှိသေး ေးပါဘူးပလဲမြို့နယ်အတွင်းစစ်ကောင်စီခြေကုပ်ယူထားတဲ့နေရာတွေကိုပုံနဂါဥဆောင်နဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNR နဲ့မဟာမင်းဖွဲ့က2024နိုဝင်ဘာ17ရက်ကစပြီးနေ့ရက်ကြထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်တိုက်ပွဲများညှိတက်သွားရမှာယခုနှစ်ဇွန်လ2ရက်ကစပြီးတကြောပြန်တိုက်ပွဲများဖြစ်ပွားလာတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။